မန္တလေးတိုင်းပြင်ဦးလွင်မြို့လယ်မှာရှိတဲ့နာယီစင်အနီးကအောင်စပယ်ရွှေဆိုင်ကို နိုဗင်ဘာလ12ရက်နေ့မနက်9:00နာရီမှာ လက်နက်ကင်ထားတဲ့လူနှစ်ဦးကလူရက်ခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြဝတီမြို့နယ်ကရွှေကုတ်ကိုကြားဖြတ်မြို့တော်စတင်ရာငွေလိန်ကိုင်းကောင်းဆောင်ရှိကြည်ကျန်းကို ထိုင်းဆိုးရကဒီနေ့နိုဗင်ဘာလ12ရက်နေ့မှာတေအူဆိုးရထံလွှဲပြောင်းပေးလိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြလာပါဗျ။ ီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲအတွက်အသိပညာပေးရုပ်တံရိုက်ကူးရေးတွေမှာဒါဇင်နဲ့ချီတဲ့နာမည်ကြီးတရုတ်ဆောင်တွေလည်းပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီးစစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကောင်းကောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။မန္တလေးတိုင်းပြည်ဦးလွင်မြို့လယ်မှာရှိတဲ့나이ဇင်အနီးက အောင်စပယ်ရွှေဆိုင်ကိုနိုဗင်ဘာလ12ရက်နေ့မနက်9:00နာရီမှာလက်နက်ကင်ထားတဲ့လူနှစ်ဦးကလူရက်ခဲ့တယ်လို့သိရပါဗျ။ဆိုင်ကိုတကားတချမ်းမဲ့ဖွင့်ပြီးဆိုင်ခင်းနေတော့ဝင်လာတာလာတာနဲ့လုံခြုံရေးကိုအရင်ပြစ်တာတော်တော်ကြမ်းပြီးလက်ရင်နေတဲ့သဘောရှိတယ်။လူနှစ်ယောက်လူတာတယောက်ကတော့လမ်းလျှောက်ထွက်သွားတယ်လာတာက Honda Wave ဆိုင်ကနဲ့လာတာလို့မြို့ကန်တအူးကပြောပါဗျ။ တနက်နဲ့ပြစ်ခတ်တဲ့အချိန်ပတ်ဝန်းကျင်မှာကထိန်ပွဲအလှရှိနေတာကြောင့်တနက်ပြစ်ခတ်တန်းကိုမကြားရဘူးလို့မြို့ကန်တွေကပြောပါတယ်။လူရတူနှစ်ဦးမှာတဦးကိုအနီးပတ်ဝန်းကျင်ကဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီးတယောက်ကတော့လွတ်မြောက်သွားတယ်လို့သိရပါတယ်။လွတ်မြောက်သွားသူဟာရွှေတချို့ကိုယူဆောင်သွားတယ်လို့ပြောပေမဲ့ပမာဏအတိအကျကိုတော့မသိရသေးပါဘူး။နိုင်စင်အနီးကဆိုင်ကန်းတွေဖောက်ထွင်းလူရမှုတွေခက်စိတ်စိတ်ကြုံနေရတယ်လို့မြို့ကန်တွေကပြောပါတယ်။ အခုလူရက်ခံရတဲ့ရွှေဆိုင်နဲ့နှစ်ဆိုင်ကျော်ကတဟဆာတာပါဝါဘန့်ဆိုင်ကိုလည်းနိုဝင်ဘာလ10ရက်နေ့ညပိုင်းဆိုင်ပိတ်ချိန်မှာဖောက်ထွင်းခံခဲ့ရတယ်လို့ဆိုပါတယ်။အော်တိုဘာ14ရက်ကလည်းနိုင်စင်အနီးက Ruby ကျူးကျူးရွှေဆိုင်ကိုဓာတ်နဲ့ဝင်ရောက်လူရက်မှုဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီလူရက်မှုဖြစ်စဉ်မှာလည်းတန်တရားဖြစ်သူအမျိုးသားကိုအနီးနားမှာရှိတဲ့လူတွေကဝိုင်းဝန်းဖန်ဆီးခဲ့ကြတယ်လို့ဖြစ်စဉ်ကိုတည်တဲ့မြို့ကန်ကပြောပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်ကရွှေကုတ်ကိုကြားဖြတ်မြို့တော်စတင်ရာငွေလိန်ကိုင်းကောင်းဆောင်ရှိကြီးကျန်းကိုထိုင်းဆိုးရကဒီနေ့နိုဝင်ဘာလ12ရက်နေ့မှာတေအူဆိုးရတံလွှဲပြောင်းပေးလိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြလာပါတယ်။ရှီကြီးကျန်းဟာတရုတ်နိုင်ငံမှာရာဇဝတ်ကိုင်းတွေထူထောင်ထားမှုကြောင့်ထွက်ပြေးလာရတဲ့သူဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသားခံယူထားသူလည်းဖြစ်ကထိုင်းဆိုးရကသူ့ကိုအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေကြောင့်2022ခုနှစ်က ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖြီဂျီချန်းဟာကာစီနို website 239ခုထက်မနည်းတီထောင်စီမံခန့်ခွဲဖို့အမိန့်ပေးခဲ့သူဖြစ်သလိုတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုတွေအတွက်အဓိကတာဝန်ရှိသူဖြစ်ပြီးတရုတ်ဆိုရကလိုရှိနေတာပါ။ဒါ့အပြင် BGF ကောင်းဆောင်စောချစ်သူရဲ့စီးပွားဘက်ဖြစ်တဲ့ရှီဂျီချန်းဟာ BGF ရုံးဆိုင်ရာရွှေကုတ်ကိုမှရာထိုက်ကုမ္ပဏီအုပ်စုကိုတီထောင်ပြီးကြားဖြတ်မျိုးတော်ကိုစတင်တီထောင်ခဲ့သူလည်းဖြစ်ပါတယ်။ရှီဂျီချန်းဟာ တေဟူဆိုးရလူရှိနေတဲ့တရခန့်ဖြစ်ပေမဲ့ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့သူ့ရဲ့ရှေ့နေတွေကကန့်ကွက်ခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့2022ခုနှစ်ဩဂုတ်လတည်းကထိုင်းနိုင်ငံမှာပဲထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာ22ရက်နေ့မှာတော့ရှီကြည်ချန်းကိုတေဟူဆိုးရထံလွှဲပြောင်းပေးဖို့ထိုင်းဖွဲ့စည်းပုံခုံရုံးကအတီးပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းဆိုရကဒီနေ့နိုဝင်ဘာလ12ရက်နေ့ညနေ4နာရီဝန်းကျင်မှာရှီကြည်ကျန်းကိုတရုတ်ဆိုရထံအပိသက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲအတွက်အသည့်ပညာပေးရုပ်တံရိုက်ကူးရေးတွေမှာဒါဇင်နဲ့ချီတဲ့နာမည်ကြီးတရုတ်ဆောင်တွေလည်းပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီးစစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါဗျ။ရွေးကောက်ပွဲအသည့်ပညာပေးရိုက်ကူးရေးမှာ ြည်ရင်းကဆူရော်တွေပါဝင်ခဲ့ကြတယ်လို့စစ်ကော်မရှင်ကပြောပြီးနောက်တနေ့မှာပဲထိတ်တန်းတရုတ်ဆောင်တွေပါပါဝင်နေတဲ့အကြောင်းဆက်ပြီးတော့ပြောလာတာဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်တံဇလန်းတို့မှာပါဝင်ဖို့ပြန်ကြားရေးဝန်ကြီးဌာနကိုအကြောင်းမပြန်လို့ခေါ်ယူစစ်ဆေးခံရတဲ့တရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့လည်းအခုရိုက်ကူးရေးမှာမြင်ရပါတယ်။ရိုက်ကူးရေးမှာ PDU အင်ဒရာကျော်စင်ဆိုင်းဆိုင်းခမ်းလိုင်းစတဲ့နာမည်ကြီးအမှုပညာရှင်တွေအပြင်တခြားနာမည်ကြီးအမှုပညာရှင်တွေများစွာပါဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက်အမှုပညာရှင်တွေပါဝင်နေတယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ချိန်မှာပဲရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ဝါဒဖြန့်ရုပ်တံကိုဝေဖန်သူတွေကိုအွန်လိုင်းကနေ react လုပ်တဲ့ရုပ်ရှင်လောကသားတချို့ကိုဖမ်းဆီးအရေးယူတာတွေပြုလုပ်နေပါတယ်။ဝါဒဖြန့်ဇလန်းတို့ခစ်တမိုင်းကိုဒုံဆိုင်မဲ့သူများကိုအွန်လိုင်းကနေဝေဖန်တဲ့ post ကို react ပေးလို့ဆိုပြီး writer mighty writer အောင်ချမ်းလို writer တက်လွင် ဟာသာတိဥဆောင်အုံတိုင်းဇက်ဖိုတိဥဆောင်ကျော်ဝင်းထွတ်တို့ကိုစစ်တပ်ကပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာဖမ်းဆီးထားပါဗျ။ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။